နမောတတဘဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာနမောတတဘဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာနမောတတဘဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာအာရတဝိရိယဣတတယအရှင်မယဟန်တရားကို လုံလာဝိရိယထက်သန်စွာအားထုတ်သောကြောင့် ရှင်တော်မြတ်ဖျားကလုံလာဝရိယထက်တန်ကုန်သောငါဤတာဝိကဘိက္ခုနီတို့တွင် အမျက်ဆုံးဖြစ်၏ဟု၍အာရဒ္ဒဧတတေရတော်မူသော အရှင်မကသောနာထေရီဖြစ်ပေသည်လွန်ခဲ့သောကဘာသသိန်းခြံ၌ဟန်တာဝရီပြည်ကြီးဝယ်ဘရုမတော်ရမြတ်စွာဘုရားပွင့်တော်မူခဲ့၏သောနာထေရီအလောင်းလျာသည်ထိုစဉ်အခါတထေသမီးဖြစ်ခဲ့၏ သူသည်မြတ်စွာဘုရား၏အကြောင်းတော်သို့တွားကားတရားတော်ကိုနာယူလေးရှိ၏တနေ့သောအခါတွင်ဘရုမတော်ရမြတ်စွာဘုရားသည်တရားတပင်၌ဘိက္ခုနီတပါအာအာရတဝိရိယဧတတက်ထားတော်မူ၏ဤသည်ကိုဖူးမြင်ရသောတထေသမီးသည်လွန်စွာကြင်ညိုအားကြလာသောကြောင့်မြတ်စွာဘုရားအားလှူဒန်းပူဇော်ခြင်းအဓိကာရကုသိုလ်ပြုပြီးအာရတဝိရိယဧတတက်စုကိုတောင်းလေ၏ ဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားသည်အနုမောဒနာပြုပြီးလျင်ဤတို့ဗျာဒိတ်စကားမွေ့ကြတော်မူသည်ဤကဘာမကဘာသသိန်းတို့ရောက်သောအခါခောရမမြတ်စွာဘုရားပွင့်တော်မူလိမ့်မည်ထိုမြတ်စွာဘုရား၏လက်ထက်တော်၌တောနာဟုသောအမည်ဖြင့်မိမယဟန်ဖြစ်၍စိတ္တမီတောင်းသောသုတိပြည့်လက်တံဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားထံမှဗျာဒိတ်စကားကိုပန်ဆင်ရသောသတိသမီးမှာ တောင်းသီးစုမကြမီပြည့်တော်မီအလားဝမ်းမြဝမ်းသာဖြစ်လျက်မြတ်စွာဘုရားအမှုပြုသောတန်ဃာတော်အရှင်မြတ်များအားပစ္စည်းလေးပါးဖြင့်တသက်ပန်လုံးလှုပ်ကျွေးလေသည်တထေသမီးသည် ထိုဘဝမှဆုတေကလေးတာဝရင်သာနတ်ပြည်၌အချိန်များစွာဖြစ်သည်ယခုနောက်ဆုံးဘဝတွင်ကထိုတထေသမီးသည်တဝုဋ္ထိပြည်၌တထေသမီးဖြင့်ဖြစ်လာခဲ့ပြန်၏အစင်လာ၏တောနာဟုအမည်တွင်၏ သူသည်အရွယ်ရောက်သောအခါအိမ်တော်ရဲ့သားကြပြီးလင်းအိမ်သို့ရောက်ရာ၏တောနာသည်သားဆယ်ယောက်ွား၏သားများသည် အလွန်အစင်းလာသဖြင့်အမိသည် အလွန်ချီ၏သို့တော်တနေ့တနိုင်တောနာ၏လင်းသည်တောနာသဘောမတူပါပဲလျက်သားအလုံးကိုခေါ်ကာသာသနာပေါင်၌ယဟန်ပြုတ်သွားတော်သည်ထိုအခါတောနာလည်းလက်၍ယဟန်ပြုတ်သည် အသက်ကြီးကမှမိမယဟန်ပြုခဲ့သောတောနာထေရီသည်မကြာခဏဒဏ်အထားခံရသည်တောနာထေရီဒဏ်ထမ်းသူကိုမြင်သူများကလည်းဤထေရီသည်ယခုထက်ထိကျင့်ဝတ်တိုက်ခါကိုနားမလဲဟု အပြစ်ပြောကြ၏ထိုအခါတောနာထေရီသည်ဤသို့အကြံဖြစ်၏ငါသည်မိမိ၏လာရကတိကိုတုတ်တင်သိ၏တို့ဖြစ်၍တောနာထေရီသည်လျောင်းထာရက်တော် လေးပါသောဣရိယပုတ်တိုင်းတွင်32ကောထာသားကိုရွတ်အံ့ဤထိုကဲ့သို့လုံလာဝရိယအာကြည့်သူကိုမြင်သူတိုင်းကသူအားအရဒဝရိယတောနာထေရီဟုပထမရှိရင်ဆိုရယ်ဘဟုပုတ်တိကာတွင်ထမှန်၍အမိသစ် ပေးကြပြန်သည်တနေ့တနာတောနာထေရီသတင်းသုံးသောចောင်းတိုက်နေအရှင်မများသည်မြတ်စွာဘုရားထံတော်သို့ဩဝါဒခံယူရန်သွားကြသည် ကျောင်းတိုင်းတွင်သောနာထေရီတပါးသက်သာကြံခဲ့သဖြင့်သူအားရင်နွေးကြုံရန်တာဝန်ပေးထားခဲ့ကြ၏သောနာထေရီအရှင်မသည်ရင်နွေးအိုးတဲ့သို့ရေကိုလောင်းထဲကဖိုကုံလောက်ပေါ်တွင်တင်ထားပြီး32ကော့ထာတာကိုတရဆယ်ရဲ့ဝိပဿနာဘာဝနာကိုပွားများနေတော်မူ၏ထိုရှင်မအားမြတ်စွာဘုရားသည်စံတော်မူရာကဏ္ဍဂုရိတိုက်တော်မှာလှမ်း၍မြင်တော်မူ၏ ခန္ဓာကိုယ်တိုက်တော်မှာပင်လှမ်းလင်းကဩဝါဒပေးတော်မူ၏တောနာတရားကိုမစင်ခြင်းမမြင်သူ၏အသက်တရားနေရခြင်းတဲ့တရားတော်ကို သိမြင်သူ၏တခဏမြအသက်ရှိခြင်းကပို၍မြင့်မြတ်ပေသည်ထိုတရားတော်အဆုံးတွင်တောနာထေရီသည်အရဟတ္တဖို့သို့ဆောက်ရောက်တော်မူ၏ထို့နောက်ယဟန္နာရှင်မကြီးတောနာထေရီသည်ရင်ွေးအိုးကိုမိမထိုးဘဲထား၏အကြောင်းတော်ကား ငယ်ရွယ်သောဘိက္ခုနီတို့သည်ရှင်းဤအတိုင်းဆက်လက်ပြီးမထင်မဲ့မြင်ပြုနေကြပါက အပြစ်ဖြစ်မီစိုးရိမ်သောကြောင့်ပေသည်မကြာမီဘိက္ခုနီအရှင်မများပြန်ရောက်လာကြသည်တောနာထေရီသည်ဘိက္ခုနီတန်ခါအတွေ့ရင်နွေးကြိုရန်တာဝန်ကျပါလျက်မိဖို့တွင်ယခုထက်တိုင်မိမရှိသေးပါတကားယဟနာအရှင်မကြီးတောနာထေရီသည်အရှင်မတို့ရင်နွေးဖြင့်ရေချိုးလိုပါကအိုရမရေကိုယူ၍ချိုးတော်မူကြပါကုန်ဟု လှမ်းပြောပြီးတေဇောကတိုင်းကိုဝင်စားတော်မူ၏မိမရှိသောဖိုကုံလောက်ပေါ်ရှိဩမရေကိုရင်နွေးလိုသူများခတ်ယူကြပါပြောခြင်းကအကြောင်းရှိတဲ့အရာဤဟုသတိရှိသောအရှင်မတပါကရှင်ခြင်းမိသည် ထို့ကြောင့်အိုးရဲသို့လက်၌ကြည်သည်မင်းမရှိသောဖိုပေါ်မရည်သည်ကြိုက်ကြိုက်ဆွနေပါတကားထိုရေကိုဘိက္ခုနီအရှင်မများသည်ခတ်ယူပြီးတုံးဆွဲကြညာအိုးရဲမရည်သည်မယုတ်လျော့ အပူဒီလေရော့မသွားကြီးထိုအခါတိုက်ခကြည်သောဘိက္ခုနီများကတောင်းပန်ကြ၏သိခံတော်မူပါရှင်မဘိက္ခုနီငယ်တို့ကသောနာထေရီအရှင်မ၏ခြေရင်တွင်ဝတ်ဆင်ပြီးတောင်းပန်ကြ၏ကျွန်တော်မတို့သည်အရှင်မအာမဆူဆန်းမစင်ခြင်းပဲပြောဆိုခြင်းဖြင့်ငင်းဆဲမိသည့်အဖြစ်တို့ကို ခွင့်လွှတ်တော်မူပါဗျာသောနာထေရီအရှင်မဂုံတရင်သည်ပိုပြီးချင်ရှားလာ၏ အိုမင်းသောအခါကြာမှာယဟန်ပြုတ်တော်ညာအာကြီးသောဝရိယရှိသဖြင့်မကြမြင့်မီယဟန်တာဖြစ်၏ဤအကြောင်းကြောင့်တောနာထေရီ အရှင်မကြီးဤဂုံတရင်သည်ကြော်စောထင်ရှားသွားရခြင်းဖြစ်ပေသည်ရှင်တော်မြတ်ဖျားသည် နောင်သောအခါ၌တောနာထေရီအရှင်မအားအရိယတန်ခါများဤအလယ်၌အရဒဝရိယအယာနာဣတတေထားတော်မူလေသည်ဘုရောမေနာတော် ဗုဒ္ဓံတရဏံဂစ္ဆာမိဗုဒ္ဓဖျားရှင်သည်ကိုးကွယ်ရာဖြစ်ပါ၏ဗုဒ္ဓဖျားရှင်ဟာကိုးကွယ်စည်းကပ်ပါ၏ဓမ္မောမေနာတောဓမ္မံတရဏံဂစ္ဆာမိဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်ဟာကိုးကွယ်စည်းကပ်ပါ၏တန်ခေါမေနာတောတန်ကံတရဏံဂစ္ဆာမိတန်ဃာတော်မြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏တန်ဃာတော်မြတ်အားကိုးကွယ်စည်းကပ်ပါ၏